လေချောင်းကနေပြစ်ခုယူပြီးတော့ဂျိုးစစ်ဆင်လာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းတစ်ခုကိုအရခါစက်ကြော်အေကဖြိုခွဲပြီးတဲ့နောက်မှာအဲ့ဒီစစ်ကြောင်းကနေရီကန်ဂါကင်းကုန်းတစ်ခုကိုဆုတ်ခွာချွတ်ပြေးသွားရမှာအေကအဲ့ဒီဂါကင်းကိုလိုက်လံတိုက်ခိုက်တင်းတိုက်ခဲ့တယ်လို့ဆိုပါတယ်။ဒေသရဲတရင်ညစ်တစ်ခုကမနေ့ကပထမတက်လာတဲ့စစ်ကြောင်းလည်းဖြစ်တဲ့အဲ့ဒီစစ်ကြောင်းပြိုပြီးတော့ဂါကင်းကုန်းမှာကိုဖျက်ပြေးရောအဲ့ဒီဂါကင်းကုန်းမှာဆက်ဖြစ်တဲ့ဒီနေ့ကုန်မယ်အခုတော့ဂါကင်းကုန်းမှာတင်းလိုက်ကြလို့သူကပြောပါတယ်။ ရခိုင်ပြည်အမ်မြွနဲ့မခွေးကျိုင်းနှစ်ဖဲမြွနဲ့တို့အကြမ်းမှာအမ်ဖရန်ရိုးတောင်ကျော်ပေါ်မှာရှိတဲ့အကြမ်းဖက်စစ်ချက်ပြူဟာစခန်းတစ်ခုဖြစ်တဲ့နေရီကန်းကြောင့်လေကြောင်းရန်တောက်ွယ်ပြူဟာစခန်းကိုအမိပြုပြီးတော့စစ်ချက်စစ်ကြောင်းတွေကမကြခဏအေးရှိရာဘက်ကိုထူးစစ်စင်တိုက်ခိုင်းနေတယ်လို့လည်းဆိုပါတယ်စစ်ကောင်စီကလေကြောင်းကနေဝိုင်းတွဲကြက်လာဖြစ်တဲ့အဲ့လိုလုံနေတာ၄ရက်လောက်ရှိပြီးပြီးတော့စစ်ကြောင်းတွေထိုးတဲ့မနေ့မနက်ကလည်းစိုက်ပွဲတွေ ရင်းချန်တယ်လို့သူကပြောပါတယ်။လေကြောင်းကနေပုံလာကျဲပြီးတော့ချင်းလင်းစစ်ကြောင်းကနေနေ့စဉ်ချိုးနေလာပါ။ဒီနေ့တော့နှစ်ဖက်တိုက်ပွဲမနက်ကတည်းကပြပြင်းထန်ထန်ရှိနေတယ်လို့သူကပြောပါတယ်ရှင်။စစ်ကောင်စီကနေရီခံကြောင်းကိုမီပြုပြီးတော့အရခတ်ချက်တော်ထင်းချိုရနေရာတွေကိုနှီးမျိုးစုံသုံးပြီးတော့ထိုးစစ်ဆင်နေပေမဲ့နေရီခံပုတ်ဝင်ခြင်းမှာရှင်းမတိုးနိုင်တဲ့အပြင်လက်ရှိကာကင်းစခန်းချင်းမှာနောက်ထပ်ကာကင်းစခန်းတစ်ခုကိုဆုံးရှုံးခဲ့ရတာလို့ဆိုပါတယ်။ အကြဖတ်စစ်တပ်ကရောင်ရီတိုင်းရခိုင်အစပ်ဘကိုတိုင်းရခိုင်အစပ်နဲ့မကွေးတိုင်းရခိုင်အစပ်နေရာတွေမှာသူတို့ဆုံးရှုံးပြီးတော့ပေးချရတဲ့နေရာတွေကိုပြန်လည်ရရှိဖို့ဂျိုးပန်းအားထုတ်နေကထိုးစစ်တွေကိုလည်းစတိုက်ပြုလုပ်နေတာပါအဲ့ဒီအချိန်မှာမကွေးတိုင်းနေရီကန်ကုန်းဘက်ကထိုးစစ်တွေကိုပုံမှုပြုလုပ်လျက်ရှိကြောင်းအာခါချက်တော်အေကစတိမဆယ်ရက်နှစ်သတင်းထုတ်ပြန်ချက်မှာဖော်ပြချပါရယ်တိုက်ခိုင်းနေတဲ့တဲ့ရင်တွေကအကြမ်းဖက်စစ်တပ်ကစကားခ ဆက်ခွန်လာအောင်ခံချက်ရင်တွေဖြစ်တဲ့ခမာယ954ခမာယ969ခမာယ955ခမာယ989ခမာယ920ခလာယ295ချက်ရင်တွေပါဝင်ပါတယ်။အဲဒီချက်ရင်တွေကိုစစ်ကောင်စီရဲ့စစ်မှုမချမ်းမနေရဥပဒေအောက်မှာပုံစံမျိုးမျိုးနဲ့အကျဉ်းအရမစစ်တာဆူဆောင်ပြီးတော့စစ်တင်တန်းပေးချတဲ့ရဲဘော်တစ်တွေနဲ့ဆူဆောင်ထားတာလို့သိရပါရဲ့ရှင်။